ီကိုကလုံးပဲမင်္ဂလာပါခင်ဗျာဘာမခိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ထမအဦးဆုံးအနေနဲ့အမေလိုချင်တဲ့ကမ္ဘာချန်ပီယံဆုကိုယူပေးရင်းမြမခုံကိုစောင့်နိုင်ခဲ့တဲ့ဂျိုရှွာဗန်ရဲ့တရင်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာဒီနေ့မနေ့ပိုင်းမှာထိုးတက်ခဲ့တဲ့ UFC Flyweight တန်းကမ္ဘာချန်ပီယံလူပွဲမှာအနိုင်ရခဲ့တာကြောင့်မလို့ကမ္ဘာကိုခံပညာပြိုင်ပွဲတွေထဲမှာအမြင့်ဆုံးဖြစ်တဲ့ UFC မှာကမ္ဘာချန်ပီယံဖြစ်သွားခဲ့တဲ့ချင်းတိုင်းသားဂျိုရှွာဗန်ကအမေဖြစ်သူလိုချင်တာကြောင့်ကမ္ဘာချန်ပီယံဆုကိုရအောင်ယူခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါတယ် အသက်24နှစ်အရွယ်ပဲရှိသေးတဲ့ဂျိုရှွာဗန်ဟာ UFC မှာစတင်ထိုးသက်စဉ်ကလေးကမြန်မာနိုင်ငံအလံခြုံခွင့်ပေးဖို့မြန်မာနိုင်ငံကိုစားပြုခွင့်ပေးဖို့အစဉ်တစိုက်တောင်းဆိုခဲ့သူဖြစ်ပြီးနောက်ပိုင်းမှာတော့ခွင့်ပြုချက်ရရှိခဲ့တာကြောင့်ကမ္ဘာချန်ပီယံဖြစ်ချိန်မှာမြန်မာနိုင်ငံကိုစားပြုသူဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ပွဲထုတ်ဖို့ကွင်းတွေဝင်လာချိန်မှာဂျိုရှွာဗန်ဟာမြန်မာနိုင်ငံတော်အလံကိုခြုံပြီးဝင်လာခဲ့တယ်လို့နီးပြဖွဲ့ဝင်တွေကလည်းမြန်မာနိုင်ငံတော်အလံတစိုက်ကိုတက်ဆင်ခဲ့ကြတာကြောင့်ကမ္ဘာလယ်မှာဂျိုရှွာဗန်ဟာ မြမကုံကိုစောင့်နိုင်ခဲ့တာဖြစ်ပါတယ်။ဂျိုရှွာဗန်နာကမ္ဘာဖလိုက်ဝိတ်တန်းမှာရှုံးပွဲမရှိဘဲချန်ပီယံပွဲကို၄ချိန်ကာကွယ်ထားနိုင်တဲ့ဘရာဇီးနိုင်ငံသားပန်တိုဂျာကိုပွဲချိန်26စက္ကန့်မှာဒိုင်ပွဲရက်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ပန်တိုဂျာရဲ့ခေါင်းစီကိုကန်တဲ့အမြင့်ကန်ချက်ကိုလက်နဲ့ထိမ့်ပြီးဂျိုရှွာဗန်ကဂိုင်ပေါက်လိုက်တာကိုပန်တိုဂျာကကျန်းပြေပေါ်အကြမှာခန္ဓာကိုယ်တစ်ခုလုံးရဲ့အားကိုဘယ်လက်တစ်ဖက်တည်းနဲ့ထောက်ပြီးထိမ့်လိုက်တာကြောင့်ဒရောင်စစ်ဂျိုးဂျိုးသွားပြီးတော့ဆက်မထိုးနိုင်ဘူးဒိုင်ပွဲရက်နဲ့ဂျိုရှွာဗန်ကအနိုင်ရပြီးကမ္ဘာချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ပွဲပြီးအင်တာဗျူးမှာဂျိုရှွာဗန်ကပန်တိုဂျာရဲ့အားသာချက်တွေကိုတေချာလေ့လာပြီးကောင်းကောင်းပြင်ဆင်ထားခဲ့တယ်လို့ဒီလိုမဖြစ်ခဲ့ရင်လည်းသူနိုင်မယ်လို့ယုံကြည်ထားပြီးဖြစ်တယ်လို့မိခင်ဖြစ်သူကကမ္ဘာချန်ပီယံခပ်ပတ်ကိုလိုချင်တယ်လို့တောင်းဆိုခဲ့ဘူးတာကြောင့်ကမ္ဘာချန်ပီယံဖြစ်အောင်ကြိုးစားခဲ့တာဖြစ်ပြီးအမေဖြစ်သူကိုကမ္ဘာချန်ပီယံခပ်ပတ်ပေးမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဂျိုရှွာဗန်ဟာ2025ခုနှစ်ထဲမှာဆာအူဒီနိုင်ငံမှာကျင်းပခဲ့တဲ့ တပ Electoral Championship ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုကိုစားပြုပြီး PUBG ဂိမ်းပြိုင်ပွဲမှာကမ္ဘာ့ချန်ပီယံဆုယူပေးခဲ့တဲ့ Yangon Gladiators ကလူငယ်တွေပြီးရင်ကမ္ဘာ့ချန်ပီယံဆုကိုမြန်မာနိုင်ငံကိုစားပြုပြီးဒုတိယမြောက်ယူပေးနိုင်ခဲ့သူဖြစ်တယ်လို့ UFC တမိုင်းမှာဒုတိယအသက်ငယ်ဆုံးကမ္ဘာ့ချန်ပီယံဖြစ်နေလဲမှတ်တမ်းဝင်ခဲ့ပါတယ်ခင်ဗျာ။ လီဗာပူးတိုက်စစ်မှုဆာလာကအသင်းကြုံရတဲ့အခြေအနေဆိုးတွေအတွက်သူ့ကိုတရားခံလို့ပုံဖော်နေတာကိုလက်မခံနိုင်တာကြောင့်အသင်းကထွက်တော့မယ်လို့အတည်ပြုပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆာလာဟာလီဒ်နဲ့ပွဲမှာ၃ပွဲဆက်အရန်ခုန်ထိုင်ခဲ့ရပြီးနောက်မှာလီဗာပူးကနေထွက်တော့မယ်လို့ပြောခဲ့တာပါ။ဆာလာဟာဝက်ဆန်ကိုလီဗာပူးနိုင်ရခဲ့တဲ့ပွဲကလေးကစပြီးအရန်ခုန်ထိုင်ခဲ့ရတာဖြစ်ပြီးတော့စင်ဘလန်ကိုတည်ရကြတဲ့ပွဲမှာဒုတိယပိုင်း55မိနစ်ကစားခွင့်ရခဲ့ပေမဲ့ Leeds United နဲ့ပွဲမှာတော့ကစားခွင့်လုံးဝကိုမရခဲ့တာကြောင့်မလို့သူကအသင်းကထွက်တော့မယ်လို့ပြောလာတာပါ။ ဆလာကကျွန်တော်ခုလိုဆက်ဆံခံနေရတာကိုမလုံးဝမပျော်ရွှင်ပါဘူးကျွန်တော်ကိုဘက်စကာတစည်းအောက်ကိုပြစ်တွင်းလိုက်တယ်လို့ခံစားရပါတယ်ကြုံရတဲ့စိတ်ပြက်စရာအားလုံးကိုကျွန်တော်ကိုတရားခံလို့ပုံဖော်နေတယ်လို့သတ်မှတ်ချင်ပါတယ်ဆက်ဆံရေးကောင်းတဲ့အများကြီးရှိခဲ့တဲ့နီးပြနဲ့ကျွန်တော်ကြားမှာအခုဆိုဘာဆက်ဆံရေးမှမရှိတော့ဘူးဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတာကိုကျွန်တော်မသိပါဘူးလီဗာပူးကိုကျွန်တော်ရောက်လာပြီးနောက်မှာပရီးမီးယားလိမှာကျွန်တော်ထက်ဂိုးပိုတွင်းနိုင်တဲ့သူဂိုးဖန်တီးနိုင်တဲ့သူမရှိပါဘူးဒီလိုစွမ်းဆောင်ရည်တွေကိုနှစ်ပေါင်းများစွာအသင်းအတွက်ကျွန်တော်စွမ်းဆောင်ပေးခဲ့တာတွေအတွက်အခုလိုကြုံနေရတာမျိုးကမဖြစ်သင့်ဘူးလို့သတ်မှတ်ရမှာဖြစ်ပါတယ် ။ Titan နဲ့ပွဲမှာလာကြည့်ဖို့ကျွန်တော်အဖေနဲ့အမေကိုခေါ်မယ်။ Titan နဲ့ပွဲမှာကစားရတာပဲဖြစ်ဖြစ်မကစားရတာပဲဖြစ်ဖြစ်အရေးမကြီးပါဘူး။အာဖရိကဖလားပွဲမှာတွားခင်အန်ဖီမှာပြည်သက်တွေကိုပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်မှာဖြစ်ပါတယ်ကျွန်တော်ဟာပုံမှန်ကစားခွင့်ရဖို့တိုက်ပွဲဝင်ရမယ့်သူမဟုတ်ပါဘူးကျွန်တော်ဟာကလပ်ထက်ပိုကြီးကျယ်သူမဟုတ်ပါဘူးကျွန်တော်ဟာဘယ်ယာကထက်မှလည်းပိုပြီးမကြီးကျယ်ပါဘူးဒါပေမဲ့အဲ့ဒီအရာတွေကိုကျွန်တော်ကပိုင်းဆိုင်ထားပြီးသားဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာ ချက်စီဟာပြီးခဲ့တဲ့ဘောလုံးရာသီကလိုပဲဒီဇင်ဘာလမှာရလက်တွေစိုးရတဲ့ကျင်းစာလိုမျိုးချင်းနေစိုးတွေကိုမကျော်လွှားနိုင်ပဲဆက်လက်ပြီးစည်းကမ်းနေရတဲ့အနေအထားကိုရောက်နေပြီလို့ဗီတေမီဒီယာတွေကသုံးသက်ရေးသားခဲ့နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာချက်စီဟာဒီဇင်ဘာလထဲမှာပရီးမီးယားလိပွဲစဉ်၃ပွဲကစားခဲ့ရမှာနှစ်ပွဲတည်းတပွဲရှုံးခဲ့ပြီးကစားသမားတွေပါတန်ရာနဲ့ပွဲပယ်ပြဿနာတွေချင်းဆိုင်ခဲ့ရတာဖြစ်ပါတယ်ဒီဇင်ဘာလတရက်မှာကစားခဲ့တဲ့အာဆင်နယ်နဲ့ပွဲမှာတကူးစီတည်ရချခဲ့ပြီး ကန်စီတို့တိုက်ရိုက်အနီးကပ်နဲ့ပွဲပယ်ပြစ်ဒဏ်ရစိုင်ခဲ့ရတယ်လို့လီဂိုအဝေးကွင်းမှာရှက်ဖွဲထက်ရှုံးပြီးဘုံမောက်ကိုပါအသေးတန်ကစားပြီးတော့တည်ရေကြခဲ့တာဖြစ်ပါတယ်။ဘုံမောက်နဲ့ပွဲမှာတိုက်စစ်မှုဒီလက်လည်းဒဏ်ရာရသွားခဲ့တာကြောင့်ချဲဆီဟာအရင်နှစ်ကလိုပဲဒီဇင်ဘာပွဲချက်ကာလမှာရလက်တွေရိုင်းသွားတဲ့အခြေအနေမျိုးနဲ့ထက်ကြုံနေရတာဖြစ်တယ်လို့သတ်မှတ်ခံလာရတာပါ။ချဲဆီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းနိုဝင်ဘာလအထိပရီးမီးယားလိချန်ပီယံဆုကိုမျောလင့်နိုင်တဲ့အနေအထားရှိခဲ့ပေမဲ့ဒီဇင်ဘာပွဲချက်ကာလမှာရလက်တွေတောက်လျှောက်ဆိုးပြီးချန်ပီယံမျောလင့်ချက်ကုန်ဆုံးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ မန်ယူကိုပြုတ်ပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်နေတဲ့ဆာဂျင်ရက်ကလစ်ဖာအတင်းကိုအောင်မြင်တဲ့ခေတ်တစ်ခုပြန်လဲတည်ဆောက်နိုင်ဖို့အတွက်အချက်လက်အခြေပြုစနစ်ရုပ်မန်ယူကိုပြုတ်ပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်နေတဲ့ဆာဂျင်ရက်ကလစ်ဖာအတင်းကိုအောင်မြင်တဲ့ခေတ်တစ်ခုပြန်လဲတည်ဆောက်နိုင်ဖို့အတွက်အချက်လက်အခြေပြုစနစ်ကိုအတင်းရဲ့အရေးကြီးဌာနတိုင်းမှာဖော်ဆောင်နေပြီလို့ပြောခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာဗန်နိုမီပြဆာယလက်စ်ဖာကူဆန်အတင်းကထွက်ခွာသွားပြီးနောက်မှာအတင်းတဲ့တင်းအတွက်အရေးကြီးတဲ့အကယ်ဒမီလေ့ကျင့်ရေးနဲ့ကစားသမားပြောင်းရွှေ့စတာတွေဟာပြန်ပက်အတင်းတွေနဲ့ရှင်ရင်ခင်းနောက်ကျတယ်လို့ဖြစ်ခဲ့တာကမန်ယူကိုအခုလိုအခြေအနေရောက်စေခဲ့တယ်လို့ ဆာဂျင်ရက်ကလစ်ကပြောခဲ့တာပါအသင်းနဲ့တင့်တော်ရာမျိုးဟုတ်မဟုတ်မသုံးသက်နိုင်မဲ့ကစားသမားတစ်တွေခေါ်ခဲ့တာကြောင့်ဒီမာရီယာအိုနနာအလက်စစ်ဆန်ချက်အန်တိုနီတို့လိုငွေကြေးဆုံးရှုံးမှုကြီးမားတဲ့အကျိုးဆက်တွေရင်ဆိုင်ခဲ့ရတာပါမယူအားကစားဒါရိုက်တာဂျာဆင်ဝီကော့ဟာလက်ရှိအချိန်မှာအကယ်ဒမီနဲ့ကစားသမားတစ်ခေါ်ယူရေးကိစ္စတွေမှာအချက်လက်တွေကိုမှတ်တမ်းတင်ပြုစုကောက်ချက်ဆွဲတဲ့စနစ်ကိုစတင်ကျင့်သုံးနေပြီးဒါဟာအသင်းကိုအပြောင်းအလဲတွေအများကြီးဖြစ်စေလိမ့်မယ်လို့ ဆာဂျာရက်ကလစ်ကပြောခဲ့ပါတယ်ခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုဘာမကိတ်ကနေပြီးညီကိုတို့အားလုံးတက်စူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒီပေါ်မှာညီကိုတို့ရဲ့ထင်မြင်စားချက်တွေကိုကောမန့်လေးတွေပေးသွားအောင်လို့မြစ်တာရက်ခံလိုပါတယ်ကျွန်တော်တို့ဘာမကိတ်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ